ຫນွေဥတော်လိုင်းရေးဟာလူငယ်တွေရဲ့အမှန်တရားကိုမျက်နှိုးတဲ့စိတ်တရားမျှတမှုကိုလူလာတဲ့စိတ်နဲ့မတရားတာကိုလက်သက်မခံဘူးဆိုတော့စိတ်အခြေခံပေါ်မှာမူတည်ပြီးတော့ဖြစ်ပေါ်လာခဲ့တယ်ဆိုရင်မှားမှာမဟုတ်ပါဘူးတကယ်တော့လူငယ်ဆိုတာတိုင်းပြည်ရဲ့အနာဂတ်ဖြစ်ပါတယ်အနာဂတ်လှပတဲ့တိုင်းပြည်ဖြစ်ဖို့လူငယ်တွေစီမှာရင်းနှီးမြှုပ်နှံကြရပါတယ်အဲ့ဒါတွေကအစိုးရတရားရဲ့တာဝန်မှာဒါကတိတ်ကိုယူချင်းပါတယ်ဒါပေမဲ့ဒီလိုအနေထားမျိုးရရှိဖို့ဆိုတာကအစိုးရကောင်းတရားရှိဖို့လဲလိုအပ်ပါတယ် လူငယ်တွေရဲ့တန်ဖိုးကိုမသိတဲ့လူငယ်တွေရဲ့တန်ဖိုးကိုနားမလဲတဲ့အာနာရှင်တွေအုပ်ချုပ်နေတဲ့တိုင်းပြည်မှာဆိုရင်တော့လူငယ်တွေဟာအနာဂတ်မဲ့နေတတ်ကြပါတယ်။အာနာရှင်တွေဟာလူငယ်တွေကိုတန်ဖိုးမထားတဲ့အပြင်ရန်သူလိုတော်မြင်တတ်ကြပါသေးတယ်။မြန်မာနိုင်ငံကစစ်အာဏာရှင်တစုဟာလည်း2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းလူငယ်တွေကိုပြစ်မှတ်ထားပြီးတော့နှိမ်နှင်းခဲ့ကြပါတယ်။ဒါကြောင့်လူငယ်များစုဟာရဟလက်နဲ့ဆွဲကြိုင်ပြီးအာဏာရှင်ကို တော်လှန်မဲ့နီလန်းကိုမဖြစ်မနေရွေးချယ်ခဲ့ကြရပါတယ်။ကျမတို့ဒီနေ့တွေ့ဆုံမေးမြန်းသွားမယ့်အစီအစဉ်ကတော့တရားမျှတမှုအတွက်အာနာရှင်ကိုလက်နက်ဆွဲကင်တိုက်ပွဲဝင်ခဲ့တဲ့လူငယ်တဦးနဲ့တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ်။သူ့ကိုတော့ကောင်းကောင်းတို့အများကသိကြပါတယ်။ကျမဒီနေ့ကောင်းကောင်းနဲ့တွေ့ဆုံပြီးတော်လှန်ရေးနဲ့ပတ်သက်တဲ့သူ့ရဲ့ဖြစ်တည်မှုသူ့ရဲ့အမြင်တွေကိုမေးမြန်းသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့မင်္ဂလာပါကောင်းကောင်းရေဟုတ်မင်္ဂလာပါမအေးဟုတ်ကဲ့အဲ့တော့ပထမအဆုံးအနေနဲ့ကောင်းကောင်းရေအဲ့တော့ ကိုကိုကိုပေါ့နော်အရင်ဆုံးမိတ်ဆက်ပေးပါအောင်ပရိသတ်ကိုသိအောင်လေဟုတ်ကဲ့ဒီကောင်းကောင်းဆိုတာတော့ပေါ့နော်ဒီဟိုကောင်းကောင်းကတော့ဒီခင်တဲ့လူတွေခေါ်တာပေါ့နော်ဒါပေမဲ့ရှေ့ဆက်လုံးယူရတာဒါဟိုအဖေပေးခဲ့တဲ့နာမည်ပေါ့နော်အဲဒါပေမဲ့အဲ့ဒါသိသွားပြီဟိုကျွန်တော်ရဲ့ရဲဘော်နာမည်ကတော့ကြည်ကန်းပေါ့နော်အကျော်ဒီနာမည်ကိုကြိုက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ညီနောက်ဆုံးဖတ်သက်ရှိတဲ့အချိန်မှာကျွန်တော်နောက်ဆုံးကြားခဲ့ရတဲ့သူ့ရဲ့အတန်းပေါ့နော်ဒါတော့ကျွန်တော်ကြည်ကန်းဆိုရဲ့ နာမည်ကိုကြိုက်ပါတယ်အဲကျွန်တော်လက်ရှိရတော့ကျွန်တော်ဒဏ်ရရေးပေါ့ဖြစ်တယ်ပေါ့နော်ဒီစစ်ရေးကိစ္စတွေမှာတော့ကျွန်တော်အနေနဲ့တရေဝယ်ပါဝယ်ပသက်တာမျိုးတွေမလုပ်တော့ဘူးအဲလက်ရှိကတော့ကျွန်တော်တို့ဒီငိမ့်ငိမ့်ပေါ့လေငိမ့်ငိမ့်နဲ့သက်ဆိုင်တဲ့ကိစ္စတချို့ကျွန်တော်စူးစမ်းနေတာရှိတယ်ထို့အတူပဲပြန်လည်ထူထောင်ရေးကိစ္စအဲပြီးရင်ကျွန်တော်မှာဆိုရင်ကိုပိုင်စီဝိုင်းလုပ်ငန်းရှိတယ်ပေါ့နော်ဒါဆက်လျှောက်ဆိုရင်နာမည်နဲ့ချိန်လုပ်တယ် အဲတခြားသောဒီဓာတ်ရေးဖို့နဲ့ပတ်သက်တဲ့ရေးကိစ္စတွေ၊ကုညီရာတွေအဲဒီစစ်တုံ့ပြန်ကိစ္စတွေအလင်းဝင်လာတဲ့သူတွေနဲ့ပတ်သက်တာတွေဆိုရင်ပြည်သူပန်းနိုင်နဲ့ပူးပေါင်းပြီးဆောင်ရွက်နေရတယ်။စသဖြင့်တော့ရှိပါတယ်။အဲကျွန်တော်အနေနဲ့ခေါင်းချင်တဲပြီးပြောလို့ရှိရင်တော့အဲ့လိုမရဘူးပေါ့နော်။ကျွန်တော်ဒီပုံမှန်ပြောမယ်ဆိုရင်တော့ဒီဓာတ်ရေးဖို့ကြီးကန်းဆိုရင်ရပါဘူး။ဟုတ်ကျေးဇူးပါ။ဟုတ်ကဲ့။အဲ့တော့စစောပြောရဲပေါ့နော်။ကောင်းကောင်းပြောသွားတဲ့အထက်မှာအဲ့နာမည်ကိုကြိုက်တယ်ဆိုတဲ့ဟာလေးအမအသေးချာနားမလည်လိုက်လို့အဲ့ဒါလေးနည်းနည်းပြန်ပြောပြပါလား။ ဟုတ်ကဲ့ကျွန်တော်ကြီးကန်းပေါ့ကျွန်တော်နာမည်ကကြီးကန်းအမှန်တကယ်တော့ call sign ပေါ့လေကျွန်တော်စကားပြောရင်စက်ပေါ်မှာ call sign နေရှိကြတာ哦ကျွန်တော်ဘယ်မှာပဲဖြစ်ဖြစ်ဆိုတော့ကျွန်တော်တို့ကဒီအစောဆုံးဒီຫນွေဥတော်လိုင်းရေးအစမှာဒီ drone နဲ့ပတ်သက်ပြီးတိုက်ခိုက်ရေးလုပ်ခဲ့တဲ့အထင်မှာကျွန်တော်တို့လည်းပါဝင်ခဲ့တယ်ပေါ့နော်2021 6လပိုင်းမှာကျွန်တော်တို့ဘီလုံးထုတ်ပြီးတော့ drone ဖွဲ့လုပ်ကြတယ်ဆိုတော့အစောဆုံးတော်လိုင်းကာလာတွေမှာ ဒီ drone ဖွင့်နေပတ်သက်ပြီးလုပ်တယ်ပြီးတော့ drone ကလေးပေါ်မှာပြန်လာဖြစ်တယ်လို့ကျွန်တော်ကျွန်တော်ငှက်နေမိပြီးကြဆိုတော့ကျွန်တော်ရေကောဆိုင်ရာကြီးကဲပါဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အဲ့တော့နောက်တစ်ခုကတော့အမမေးချင်တာကဒီတော်လှန်ရေးသမားတယောက်ဖြစ်လာပုံပေါ့နော်အဲ့ဒါလေးကိုပြောပြပေးပါလားအေးတော်လှန်ရေးသမားအနေနဲ့တော့အဲ့လိုမျိုးကိုကိုသတ်မှတ်ခဲ့တာမျိုးတော့မရှိခဲ့ဘူးကျွန်တော်ရေ professional life ကစေစုနှစ်ကျော်တခုထိခြိုက်ခွေးလုပ်ငန်းလုပ်ခဲ့တယ်အဲ covid ဖြစ်တယ် အဲဒီချိန်ထိကျွန်တော်လုပ်ငန်းအဆင်ပြေတယ်အာနာသိန်းတဲ့အခါမှာ ကျွန်တော်လှဲတဲ့မှာပထမဆုံးဆန္ဒပြတော့ကျွန်တော်ကင်မရာကန်ကြီးတွားခဲ့တယ်စပိန်ဒစီနေပေါ့နော်အဲအဲ့ဒီအချိန်မှာကျွန်တော်ကင်မရာနှစ်ဆင်းသုံးဆင်းလောက်ပဲရရသေးတယ်ကျွန်တော်မနေနိုင်တော့အဲ့ဒါနဲ့ဒီလိုထဲမှာပါဝင်ပြီးတော့ဆန္ဒပြပွဲကြီးပါတယ်ပြီးတော့ဒီဒီတိုးတက်ပြောင်းလဲမှုတွေပဲပြောပါတော့လေဆိုသွားတော့တိုးတက်ပြောင်းမယ်လို့ဝင်ဖြစ်တော့ဒီပြည်သူတွေကိုကာဝယ်ပေးရတယ် အဲတခြားကိစ္စတွေလုပ်ရင်းနဲ့ကျွန်တော်တို့လေးလပိုင်းထဲမှာကျွန်တော်တို့တော်ရဲသွားပြီးတော့ကျွန်တော်တို့စစ်တင်နဲ့တက်ကြတာဖြစ်ပါတယ်။အဲရနေမှာတစင်တော်လည်းထဲလို့ပြောလို့ရတယ်ပေါ့နော်ဒီဒီလိုအခြေအနေအထိဖြစ်ပေါ်လာပါဟုတ်ကဲ့ဟုတ်ပြီအဲကောင်းကောင်းကြီးအဲ့တော့အခုကောင်းကောင်းကိုအမတွေ့ရတာပေါ့နော်ဒီတိုက်ပွဲမှာထိခိုက်ဒဏ်ရာရထားတယ်လို့မှသိရတယ်ပေါ့နော်အဲ့ဒီအနေအထားလေးကိုပြောပြပေးပါလားဘလို့ဖြစ်သွားတာလဲပေါ့နော်ဒီကျွန်တော်တို့ဒီဒီ KNU ကဒီတပ်မ6တင်းပြီမှာ သူစာထုတ်တယ်ဒီစစ်တပ်နဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးဒီနေပြည်တော်ကနေထွက်သွားပြီးဘူးဆိုတော့စာထုတ်ပြီးရောအဲ့နောက်ပိုင်းဖြစ်ဖြစ်စင်ပေါ့နော်ကျွန်တော်တို့တိုက်ပွဲကြီးဖြစ်ကြတယ်အဲတိုက်ပွဲကြီးတောက်လျှောက်ဖြစ်ကြတယ်ပေါ့လေကျွန်တော်ရှေ့တန်းမှာကျွန်တော်၅လဆက်တိုက်ရှိခဲ့တာဆိုတော့ကျွန်တော်တို့ဖြစ်တဲ့အချိန်ကတော့ဒီအဲ့အချိန်က၄လပိုင်း၆ရက်နေပေါ့နော်ကျွန်တော်တို့ဖြစ်တယ်အဲအဲ့အချိန်မှာကျွန်တော်တို့ပောက်ကွဲမှုဖြစ်ကြတာပေါ့ပောက်ကွဲမှုဖြစ်ခင်ရှေ့မှာကျွန်တော်တို့ဒီ အာရှေ့တန်းမှာကြံသူနဲ့ရင်ဆိုင်ရတဲ့အချိန်မှာလက်နက်တွေကြီးနေတယ်အဲ့အချိန်မှာကျွန်တော်တို့ဒီ drone နေရာပဲကာဝယ်ပေးနိုင်တယ်ဆိုတော့ရန်သူလုံမှုယူမယ်ဆိုပြီးကျွန်တော် drone နေနဲ့တွားလို့ဖို့အတွက်ဘုံသီးတွေစင်ရင်းနဲ့အဲကျွန်တော်တို့ပောက်ကွဲကြတာပေါ့လေအဲ့တော့6ယောက်ကြတယ်အဲ့ထဲမှာကျွန်တော်ညီအငယ်ဆုံးလေးပေါ့နော်ကျွန်တော်ရဲ့ရဲဘော်လည်းဟုတ်တယ်ညီရင်းဆိုလည်းဟုတ်တယ်သူကြတယ်အဲ6ယောက်ကြတယ်7ယောက်ထိတာမှာ9ယောက်ထဲမှာ3ယောက်ကပြင်းထန်တယ်ဟာပေါ့လေ ကျွန်တော်နဲ့နောက်တစ်ယောက်နဲ့ကတော့ခြေထောက်ဖြတ်လိုက်ရတယ်။တယောက်ကတော့ပေါင်ရင်အဖြတ်ရတယ်။ကျွန်တော်ကတော့ဒီညာဘက်ဒူအောက်ကခြေထောက်ဖြတ်လိုက်ရတယ်ပေါ့နော်။ဘောင်းဒီခေါင်းမှာတော့မမေ့ရတော့ဒီဘုံဒီအစရှိနေတယ်ကျွန်တော်အခုဒီခွဲစိတ်မှုမလုပ်ဘူး။ဒီ byte တွေမှာလည်းထိတယ်ပေါ့နော်လက်ဆိုရင် bevel လက်မီလောက်နေတယ်ပေါ့ဒါဖြစ်စဉ်အချင်းချင်းပေါ့နော် ဲ့တော့ဟိုပေါ့ဒီလိုမျိုးတွေတော့ဖြစ်သွားပြီဆိုတော့အခုကဒဏ်ရာတွေပါရရသွားတယ်ဆိုတဲ့အခါကျတော့ဟိုတိုက်ပွဲထဲမှာတော့ကိုတိုင်းကိုကြတော့ပါဝင်ဖို့တော့ခက်သွားပြီပေါ့နော်အဲ့တော့ဟိုလက်တလောအနေနဲ့တကောင်းကောင်းပါရလုံနေတယ်လဲပေါ့နော်အဲ့ဒါလေးဒီဘယ်တော်လိုင်းရဲ့ဘယ်ကန်းကဏ္ဍမှာပါဝင်နေတယ်လဲပေါ့အဲ့ဒါလေးပြောပြပေးပါလားဟုတ်ကဲ့အဲဒီကျွန်တော်ဒီခြေခြေောက်ပြတ်သွားတယ်ခြေထူးနဲ့လမ်းလျှောက်ရတယ်လမ်းခက်ခဲဖြစ်တယ်ဒီလျှောက်ရတယ်ဒါပေမဲ့ကျွန်တော်တိုက်ပွဲကြီးမှာလည်းဝင်တိုက်တယ်ပေါ့နော်ကျွန်တော် ကော်ဘင်း သမတဒီပြီးခဲ့တဲ့နှစ်ကဖြစ်ခဲ့တဲ့တိုက်ပွဲဆိုကျွန်တော်ပါတယ်ကျွန်တော်ကိုယ်တိုင်ဝင်တိုက်ခဲ့တာပေါ့နော်အဲဆိုတော့တိုက်ပွဲတိုက်လို့ရတဲ့အခြေအနေမျိုးကျွန်တော်မှာရှိတယ်အဓိကတော့စိတ်တက်ပေါ့နော်အဲဆိုတော့ဟိုလုတ်တယ်ဒါပေမဲ့လက်ရှိမြေပြင်အခြေအနေအရကြတော့လူငယ်မျိုးဆက်တစ်တည်းအရန်ကိုကြန့်ထိုင်မှုစိတ်တက်ရောရုပ်ပိုင်းဆိုင်ရာကြန့်ထိုင်မှုရှိတယ်အဲကျွန်တော်ကမရှိဘူးစိတ်ပိုင်းဆိုင်ရာအဖြစ်ပဲကြန့်တော့တာပေါ့နော်ဆိုတော့ကျွန်တော်ရဲ့အားသာချက်ကိုရှာဖွေရဲအဲ့ခါမှာကျွန်တော်တို့ဒီသူတို့အတွက်လိုအပ်တဲ့ ီ fair reason ဘိုင်းနေတခြားသောကိစ္စရဲ့ဒီအဲလုတ်လုတ်တယ်ပေါ့နော်အခုလက်ရှိကျွန်တော်ရည်ရွယ်ချက်ကတော့ကျွန်တော်စစ်ပညာဒီစုံစုရဲ့စစ်ပညာကျမ်းထဲမှာဆက်အောင်နိုင်ခြင်းတရား၃ပါးထဲမှာရန်သူကိုစစ်မတိုက်ပဲနဲ့အောင်နိုင်ခြင်းဟာဟိုဒီအကောင်းမွန်ဆုံးသောအောင်နိုင်ခြင်းဖြစ်တယ်ပေါ့နော်မျိုးကြီးပြားကြီးပြက်စီးပြီးတော့မှဆက်အောင်နိုင်ခြင်းဟာဒီနောက်ဆုံးသောအောင်နိုင်ခြင်းတစ်မျိုးပဲဖြစ်တယ်ဆိုတော့ကျွန်တော်အနေနဲ့စစ်မတိုက်ပဲနဲ့ရန်သူကို ဘယ်လိုတိုက်ခိုက်လို့ရအောင်ကျွန်တော်တို့ຫນွေဥတော်လိုင်းဘယ်လိုပြီးမြောက်အောင်လုပ်မလဲပေါ့နော်စသဖြင့်အဲကိစ္စရင်းနဲ့ဆက်နွယ်ပြီးတော့အခုနောက်ပိုင်းလုပ်တဲ့ကိစ္စတွေကတော့အဓိကအားအားလေးလုပ်ဖြစ်ပါလေအဲ့တော့လေဟိုအမဟို Facebook မှာပေါ့နော်ဒီကောင်းကောင်းတင်ထားတဲ့ post လေးတွေလည်းအမတွေ့ပါတယ်တွေ့တော့ကောင်းကောင်းရဲ့အနေထားကိုလည်းအမမြင်တယ်ပေါ့နော်ဒါပေမဲ့ကောင်းကောင်းတင်ထားတဲ့ post လေးတွေကြည့်တော့လူမျိုးပေါ့နော်ဟိုစိတ်တက်ကြတဲ့ပုံစံမျိုးသွားပြီးတော့မတွေ့ရဘူးပေါ့နော်အဲ့လိုစိတ်တက်ကြတဲ့ဇာတ်ကားမျိုးတွေတင်တာတော့ဘာလို့မတွေ့ရဘူးပေါ့ဆိုတော့ လက်ရှိအနေအထားကိုဘယ်လိုစိတ်ပိုင်းဆိုင်ရာအရာဘယ်လိုကြော်ဖြတ်တယ်လဲပေါ့နော်အဲ့ဒါလေကိုညီလေးတယောက်လည်းဆုံးနေပေါ့နော်ဟိုညီကိုကိုတိုင်းလည်းခြေတော့တစ်ဖက်ဆုံးသွားတယ်နောက်ညီလေးတယောက်လည်းဆုံးသွားတယ်ဆိုတော့အမှန်တိုင်းဆိုလို့ချင်းတော့ဟိုအမားတို့တော့အဲ့နေရာမှာဆိုလို့ချင်း trauma တော့ရမှာပဲလေအဲ့တော့ဒီအနေအထားကိုကောင်းကောင်းဘယ်လိုကြော်ဖြတ်လဲပေါ့ဆိုတာကလေစသုံးကကောင်းကောင်းပြောတဲ့အထဲထဲမှာအဲ့လိုစိတ်ပိုင်းဆိုင်ရာထိခိုက်နေတဲ့အနေအထားမျိုးတွေအမှမတွေ့ရဘူးပေါ့ဆိုတော့ဘယ်လိုကြော်ဖြတ်တယ်လဲအဲ့ဒါလေးအမှနည်းနည်းသိချင်တယ် ီအခက်အခဲဆုံးကာလတွေကရှိခဲ့တယ်ကျွန်တော်မှလည်းလေဒီကျွန်တော်စေယုံရောက်တယ်6ရက်ဖြစ်တဲ့အချိန်တွေမှာပဲကျွန်တော်ဒီစေရီနဲ့ပတ်သက်တဲ့ meeting တွေတက်ရတယ်ပေါ့နော်ဒီနေပြင်ကုတ်ကဲမှုတွေကိုကျွန်တော်အဝေးရနေအဲ့လိုလုပ်ခဲ့ဒါပေမဲ့ဒီမျိုးဆက်တစ်တီကိုအားပေးရမယ်ဆိုတော့တာဝန်တွေလွှဲတယ်ပေါ့နော်ကျွန်တော်အနေနဲ့မကင်တော့အခုလက်ရှိအဲဘလို့အဲ့လိုမျိုးဒီအခြေအနေရအောင်ဘလို့ကြော်ပြက်ခဲ့ရတယ်ဆိုတော့အမှန်တော့ကျွန်တော်ကကျွန်တော်ချက်အောင်နေကျွန်တော်ညီပဲဆုံးရှုံးခဲ့ရမှုကျွန်တော်အားလုံးဆုံးရှုံးခဲ့ရတာဘာမှမရှိတော့ဘူးနော် အဲ့အဲ့ချိန်တွင်မှာပဲကျွန်တော်ခြောက်ပြတဲ့ချိန်တွင်မှာအဖေနဲ့အမေကလည်းစုံတာပေါ့အဲကျွန်တော်မွေးနေ့ကြော်ပြီးအဲ့နှစ်ထဲမှာပဲအမေပါစုံသွားတာဆိုတော့တခြားကိစ္စတွေလည်းအများကြီးဖြစ်ခဲ့တယ်ဆိုတော့အားလုံးဆုံးရှုံးသွားတယ်အဲ့ပောက်ခွဲမှုဖြစ်တဲ့အချိန်ကနေပြီးတော့တစ်နှစ်အတွင်းကိုကျွန်တော်ကိုယ့်ကိုဆူဆိုက်၃កောက်လုပ်ခဲ့တယ်ပေါ့နော်အဓိကဆူဆိုက်လုပ်တဲ့ကိစ္စကဘာလို့လဲဆိုတော့စိတ်တကြလို့စိတ်ညစ်လို့ရယ်စင်မပြေလို့ရယ်လို့မဟုတ်ကျွန်တော်ဒီ ဒီဖြစ်စဉ်တစ်ခုလုံးမှာကျွန်တော်အနီးကပ်ရှိပြီးတော့ကျွန်တော်ဘာလို့ပွင့်တည်ခဲ့လဲဆိုတဲ့အရာကိုတေမင်းကိုကျွန်တော် question ပြန်ထုတ်တာအဲတခုဆိုရင်ဒီတနေ့ကောင်အလုပ်လုပ်တယ်ညမိုးချုပ်လို့ကိုယ့်အချိန်ရောက်ပြီဟေ့ဆိုစဉ်းစားလိုက်လို့ရှိရင်လုံးဝ black hole ကြီးကြာပါလိမ့်မယ်လူကအဲ့ဒါနဲ့ question ထုတ်ရင်လည်း၃ချိန်မြောက် suicide လုပ်ပြီးရခါမှာတော့တေးကြတယ်တေမင်းကငါ့ကိုမခေါ်တော့ဘူးဒီအိုင်ဒီအိုင်နမောနမဲနဲ့ကြံခဲ့တာတော့မဟုတ်ငါ့ကိုခိုင်းစရာရှိတဲ့အလုပ်တွေရှိလို့ဖြစ်လိမ့်မယ်ဆိုတော့အဲ့နောက်ပိုင်းမှာ ဟိုကျွန်တော်အလုပ်တွေနဲ့ပတ်သက်ပို့ပြီးလုပ်ဖြစ်တယ်ပေါ့နော်နောက်ပိုင်းသိလာတာကဒီပုံမှန်ကိုယ့်ရဲ့ဒီဘွားဖြစ်တည်မှုရဲ့ရှင်သန်မှုအတိတ်တွေအားလုံးပြောင်းဆုံးသွားတဲ့အချိန်မှာပေါ့နော်ဟိုသူဆိုတာမျောလင်းချက်ရှိမှရှင်သန်လို့ရအဲ့မျောလင်းချက်တွေအနာဂတ်တွေမရှိတော့တဲ့အခါဘယ်လိုရှင်သန်ကြမလဲဆိုတော့ဟိုကျွန်တော်စဉ်းစားလိုက်တဲ့အခါမှာဟုတ်ပြီကိုကတော့အားလုံးဆုံးရှုံးပြီးတော့ဘာမှလည်းမရှိတော့ဘူးဒါပေမဲ့တခြားလူတွေမဆုံးရှုံးသေးဘူးသူတို့အတွက်ငါပါလုပ်ပေးလို့ရတယ်စသဖြင့် ချင်းကဲစဉ်းစားရရနေပြီးတော့ဒီဘာသာရေးမှာဆိုရင်တော့ဒီဒီပြည်မစိုးတရား၄ပါးထဲမှာမေတ္တာပေါ့ဗျတဦးပေါ့တဦးတဦးကနေတဦးကိုပေးရမေတ္တာမေတ္တာဆိုတာဆူတောင်းတာကြီးအကျမ်းမှာပါဒီခြံစားပါဒီမဟုတ်ဘူးပေါ့နော်သူကောင်းစေခြင်းနဲ့သူ့ကိုစိတ်ချမ်းသာစေခြင်းနဲ့သူ့ကိုအကျိုးဖြစ်တော်စေစသဖြင့်ပေါ့နော်လောက်ရည်ပါတဲ့စန္ဒပေါ့စန္ဒဦးစီးရဲ့လောက်ရည်တွေနဲ့အဲလှုပ်ဖြစ်ခဲ့တယ်အဲ့ရမှာပုံမပြောနိုင်ပေမဲ့သူတို့စင်ပြေသွားတယ်သူတို့အောင်မြင်သွားတယ်ဆိုတဲ့အခါမှာ တို့ပြောတဲ့အပြောကိုကိုမြင်ရတဲ့ခါမှာကိုလည်းစိတ်ချမ်းသာတယ်ပေါ့နော်ကျွန်တော်အဲ့ဒါကိုအရင်ကြိုက်သွားအဲ့ခါနေပဲကျွန်တော်ဒီခြေဒီဒီခြေနေဒီဖြစ်အောင်ဒီပံ့ပိုးပေးခဲ့တာလို့ပြောလို့ရပါတယ် ကောင်းကောင်းဟိုတုန်းကဘယ်လိုထင်လဲပေါ့အရင်တုန်းကတော့ကောင်းကောင်းကဒါဒီတော်လှန်ရေးလုပ်မယ်လို့ပါလို့ဆိုတာလည်းကောင်းတဲ့မှာရှိခဲ့မှာတော့မဟုတ်ဘူးပေါ့နော်အာခက်တခုကတောင်းဆိုလာတယ်လို့ပြောရမှာပေါ့နော်ဆိုလိုတာကခက်ဝင်ကိုဟိုအဘဝင်းတင်ပြောခဲ့တယ်လို့ပေါ့ဟိုခက်ဝင်ကိုထန်ခက်လန်းကိုရှောက်ဆိုတဲ့အခြေအမျိုးလို့ပေါ့နော်ကိုယ့်ရဲ့ပကုံးပေါ်မှာဒီတာဝန်ကြီးကြာလာပြီဆိုပြီးတော့ခံယူသွားတာဘယ်ချိန်လောက်ကစပြီးတော့ခံယူသွားတာလဲပေါ့နော်အဲ့ဒီခံယူချက်နဲ့ဖြတ်တန်းခဲ့သလားပေါ့နော်အေးအဲ့ဒါလေးကိုနည်းနည်းလောက်ပြောပေးပါလား ဟုတ်ပါတယ်တကယ်တော့ကျွန်တော်ကခေဝင်ကိုထမ်းလိုက်ရတာပေါ့နော်ဒီအဓိကတော့ကျွန်တော်ကဒီဆယ်တန်းအောင်နဲ့အဲ့ရှိမှာ ကျွန်တော်ရှစ်တန်းနှစ်တည်းကဒီငငယ်လေးတွေကမိဘတွေကွဲတော့ရှစ်တန်းနှစ်တည်းကကိုယ်ကြောင်စီကိုယ့်ကိုရှာခဲ့ရတာပေါ့နော်ဆယ်တန်းအောင်တဲ့အချိန်မှာကျွန်တော် DSC ကိုသွားရတယ်ပေါ့ဒီကရည်ရွယ်ချက်ကတော့ဘွဲနှစ်ခုရမယ်ဒီကြောင်တက်နေနဲ့လာစားရမယ်အစသဖြင့်ပေါ့နော်ဒီဟာတွေကကျွန်တော်အတွက်မတ်လုံးပေါ့နော်အဝေးသိမ့်တက်တယ်ဆိုရင်ကျွန်တော်ကိုယ်ကြောင်စီကိုရှာရတယ်ပုံမှန်ကြတော့လာစားလဲရတယ် ဒီစားရတောက်ရေးနေထိုင်ပူစရာမလို့ဘွဲနှစ်ခုရရတယ်ပြီးရင်ဂျာတို့တွေဘာတွေကလည်းဒါအရင်တော့မက်ဆေ့ာပေါ့လေတော့ကျွန်တော် DSE မှာကွန်ပျူတာနည်းပညာပထမနှစ်တက်ခဲ့သေးတယ်ဒါပေမဲ့ရောက်ပြီးွားတဲ့အချိန်တက်နေတဲ့အချိန်မှာပဲကျွန်တော်စနစ်ကိုမကြိုက်ဘူးပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ကိစ္စတွေအများကြီးဖြစ်ပြီးတော့ထွက်လာတယ်ဒီအဝေးသင်ကိုဥပဒေထူပြူကျူးတယ်ဒါပေမဲ့အဝေးသင်ရောက်တဲ့အခါမှာဒီပညာရေးကအဆင်မပြေဘူးပေါ့နော်ထားလိုက်ပါတော့အဲ့ဒါနဲ့ကျွန်တော်ဒီရိုက်ကိုကြီးလောကတွေကိုပဲခြေစုံပြပြီးဝင်ခဲ့ ဆိုလိုချင်တာဒီအာနာသိန်းတဲ့အချိန်မှာကျွန်တော်စေစုနှစ်တစ်ခုကြာကျွန်တော်မလိုချင်ခဲ့တဲ့လက်နက်ကင်လမ်းစဉ်ကိုပြန်ကန်ရမယ်ဆိုတဲ့ဟာရကျွန်တော်တို့ကလုံးဝအကြီးပဲကျွန်တော်သိတယ်ဒီလမ်းကခက်ခဲတယ်ကျန်တဲ့နေဆိုတာသိဒါပေမဲ့တစ်ခုရှိတာဒီလူငယ်တွေကိုကာဝယ်ပေးဖို့လူတွေပေါ့နော်အဓိကတော့အဲကြီးကြီးပြောရင်လူငယ်တွေကိုပြောတကယ်ပြောလို့ရှိရင်ကျွန်တော်ညီပေါ့သူကလှုပ်ချင်ကြရင်သိရှိတယ်အဲတော်ရဲသွားမယ်ပြင်ဆင်အနာရှင်ကိုပြန်တိုက်မှရမယ်သူရှိမှသူထွက်တန်ကိုဖြစ်ပြီးတော့ဒီဆန္ဒပြရင်လည်းကြာသွားတဲ့ ဒီသူငယ်တွေအများကြီးရှိခဲ့တာပေါ့ဆိုတော့သူလုံးမယ်ဆိုတော့သူ့ကိုကဝယ်ပေးခြင်းနဲ့အဲ့ဒါနဲ့ကျွန်တော်တော်လင်းမှာစစ်တင်တန်းနောက်တစ်ခေါက်တက်ရတယ်ပေါ့နော်အဲစစ်သူပေါင်းတော့စစ်တင်တန်းတုံးခုတက်ခဲ့ရတယ်ကျွန်တော်တို့ဆိုတော့ဒီလူငယ်တွေကိုကဝယ်ပေးခြင်းနဲ့စိတ်နဲ့ပဲကိုမရွေးချယ်ခြင်းနဲ့လမ်းကိုခက်ကထမ်းပေးလိုက်တာပေါ့လေဆိုတော့ကျွန်တော်တို့ဒီရှောက်လက်စနဲ့တော့ဆုံးအောင်ရှောက်အောင်လေဆိုပြီးတော့လက်ရှိအခြေအနေဒီပေါ့နော်ရှောက်ရှောက်နေတာဖြစ်ပါဟုတ်ကဲ့အဲ့တော့ဟိုကောင်းကောင်းပြောသွားတဲ့အထဲထဲမှာ ကျွန်တော်တက်သေးကိုဝင်ခဲ့တယ်နော်ဒါပေမဲ့ဒီစနစ်ကိုမကြိုက်ဘူးစနစ်ကိုမကြိုက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အဲ့ဒီကနေပြီးတော့ဆုံခွာလာခဲ့တယ်လို့ပြောတော့ဒီစနစ်ပေါ်မှာကောင်းကောင်းမြင်တဲ့အမြင်ပေါ့အဲ့ဒါလေးကိုအမအောင်နည်းနည်းလောက် share လုပ်ပေးပါလားအေးစနစ်ဆိုတာဒီစစ်ကောင်စီစနစ်ကိုအဓိကထားပြောရမှာပေါ့နော်အဲ့လိုအဲ့လိုအဓိကတော့လူမာဒီအုံနောက်ရှိတယ်အုံနောက်ကစဉ်းစားတတ်ဖို့ပေါ့နော်နှလုံးသားရှိတယ်နှလုံးသားခံစားတတ်ဖို့အဲဒါမဲ့အုံနောက်နဲ့နှလုံး တတောင်းกว่าလေဟိုထိတ်ဆက်မှုဟာရှိချင်မှရှိရဟုတ်တခါကျအုံနောက်ကစဉ်းစားလိုက်တဲ့အရာကိုနှလုံးသားခံစားရပြီမြင့်ဆန်အားခက်တဲ့စိတ်ပိုင်းဆိုင်ရာ problem တွေရှိနိုင်တယ်ပေါ့နော်အဲဒီနှလုံးသားအကောင်းနေပြီအုံနောက်ကဒါမလုပ်သင့်ဘူးလို့တွေးနိုင်တဲ့ကိစ္စလည်းဖြစ်တယ်ဒါလူဆိုရင်ဖြစ်ရမယ့်ကိစ္စသူတို့ကဟိုမှာမဟုတ်ဘူးသူတို့ပြောတဲ့ stretch ဒီဒီအမိန်ပေးတာတွေကိုပဲခံလည်းမခံစားနိုင်စဉ်းလည်းမစဉ်းစားနိုင်လို့ဆိုတဲ့ဟာမျိုးကလူမှမဟုတ်တော့တာလေနော်အဲလူမဟုတ်တော့ပြန်စဉ်းစားငါဘာလဲဆိုတော့လေ ဘာမှမဟုတ်အေးမင်းအစ်စ်သားပြောသမျှအကုန်လုပ်ရမယ်ဆိုဟင်အဲ့ဆိုမှားနေပြီအဲစသဖြင့်ပေါ့နော်ဒီစိုးရသောဂျုံဂျုံအဲစိုးရသောအတွေ့အကြုံတို့ကျွန်တော်အများကြီးကြော်ပြခဲ့ရတယ်ပေါ့နော်အထဲမှာလည်းမစိမ်းပြောရင်ကျွန်တော်စဉ်းစားတတ်တယ်ခံစားတတ်တဲ့အခါကျတော့ဒီတက်ထဲမှာပို့ပြီးတော့ခက်ခဲတာပေါ့လေဟိုအကောင်လုံးနဲ့ဒီအရာရှိတွေနဲ့တွေ့ရင်အဆင်ပြေတယ်ဒါပေမဲ့ဒီစီနီယာတွေနဲ့တွေ့ရင်အနိုင်ကျင့်တဲ့အခါကျတော့ကျွန်တော်မခံနိုင်ဘူးကျွန်တော်ဒီအနိုင်ကျင့်တာကိုလုံးဝမကြိုက်ဘူးအဲ့ဒီက ဆိုတော့အဲ့အိမ်မာတွေကအဆင်မပြေတာဘာလို့အဆင်မပြေလဲဆိုအဲ့လိုပဲအနိုင်ကျင့်လို့ပေါ့ဒီကဒီရိုင်းရိုင်းပြောရမယ်ဒေးပြောရဲဆိုရင်တော့အနိုင်ကျင့်တော့မကြိုက်တာပေါ့ကျွန်တော်တရားတာမတရားတာအဲ့တော့မသိဘူးအနိုင်ကျင့်နေဒါမှဖြစ်တဲ့ဦးထင်နေဆိုပြီးတော့လူငယ်ဆန်ဆန်ပေါ့နော်ကျွန်တော်တို့ဆုံးပြတ်ခဲ့အဲ့လိုပဲအာနာသိန်းတော်လည်းအဲ့လိုပဲဒါဒီအနိုင်ကျင့်တာဖြစ်တယ်တရားရတယ်မတရားရတယ်မစင်တော့ဒါဒီတက်တက်အနိုင်ကျင့်တာလက်နဲ့အာကိုပြီးအနိုင်ကျင့်တာဆိုတော့ကျွန်တော်တို့ဓာတ်တွေလက်ခံလို့မရဘူးလက်ခံရင်နောက်မျိုးဆက်တွေအတွက်ဒုက္ခရောက်မယ် အဲဆိုတော့ကျွန်တော်တို့လက်မခံတော့တွန်းကန်တယ်ပေါ့လေဟုတ်ဒါပါပဲခင်ဗျာဟုတ်ဟုတ်ပြီကောင်းကောင်းကြီးအဲ့ဒါဆိုလို့ရှိရင်အခုအမဆက်ပြီးတော့မေးချင်တာကဒါအခုလာမယ့်ဂျွန်လ19ရက်နေ့ဆိုလို့ရှိရင်ဒါအမေစုရဲ့ပေါ့နော် အသက်80ပြည့်မွေးနေ့ကြာရောက်တော့မယ်ပေါ့နော်အဲ့တော့အပြင်မှာရှိနေတဲ့မြန်မာတွေရောအထက်ထဲမှာရှိနေတဲ့မြန်မာတွေရောပေါ့နော်အဲပြည်သူတွေရောပေါ့မြန်မာတွေဆိုတာတဲ့ပြည်သူတွေအကုန်လုံးကပေါ့နော်တက်တက်ကြွကြွနဲ့အခုမေးစုမွေးနေ့အတွက်မွေးနေ့စုတောင်းနေပေးနေကြတာမျိုးတွေလည်းမအားလို့တွေ့ရပါတယ်ပေါ့နော်အဲ့တော့ အမအတိတ်ကမေးချင်တာကအမေစုနဲ့ပတ်သက်တယ်ပေါ့နော်ကောင်းကောင်းရဲ့အမြင်ပေါ့နော်ကောင်းကောင်းရဲ့ခံစားမှုပေါ့နော်အဲ့ဒါလေးကိုနည်းနည်းတော့ share လုပ်ပေးပါလားဒီအမေစုနဲ့ပတ်သက်လို့ရှိရင်ဒီကျွန်တော်ရဲ့ဒီပြရဲ့ဒီကျွန်တော်ရဲ့ idol ပေါ့နော်အမေစုကဒါပေမဲ့တခြားလူတွေတော့ပုံစံမျိုးစုံနဲ့ရှိနေတယ်ကျွန်တော်ကတော့လူသားအနေနဲ့ပဲအခုတော်လိုင်းရင်းထဲမှာသူပူဆိုးတယ်ဒီမေစုကသူ့ရွေးချယ်တဲ့လမ်းကိုသူဆောင်းအောင်ရှောက်တယ်ပေါ့နော်အခုအချိန်ဒီလုံးဝနောက်မတော်ဘူးအမှန်တကယ်တော့ ဟိုရှောင်လွဲလို့ရတဲ့ကိစ္စတွေအများကြီးရှိတယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ပေါ့နော်အဲဒါပေမဲ့သူရှင်းဆိုင်တယ်ကြော်ဖြတ်တယ်အဲသူလမ်းကိုစုံးတဲ့အထိရှောင်မယ်ဆိုပြီးတော့စိတ်ပိုင်းဖြတ်တာဆိုတော့ဒါဒီကျွန်တော်တို့အတွက်စံပြဖြစ်တယ်နောက်တစ်ခုကဒီကျွန်တော်မှမိဘတွေမရှိတော့ဘူးဖိုးဖွားတွေမရှိတော့ဘူးဒီအမေစုဆိုတာကျွန်တော်အနေနဲ့ဆိုရင်အဖွားအရွယ်ဖြစ်နေပြီเนาะကိုယ့်ရဲ့အဖွားအရွယ်ဒီလိုအခြေအနေမျိုးကြုံတွေ့ရတယ်ဆိုရင်ကိုယ်ဘယ်လိုနေမလဲလုံးဝနေလို့မရတော့ ပို့ဆိုးတာနိုင်ငံကောင်းဆောင်လေးเนาะသူတို့ကဒီဒီစကားစစစ်ကောင်စီလို့ဘာညာပြောရတဲ့ဆိုင်အခုလက်ရှိကဒီမင်းမင်းအောင်လိုင်းရဲ့စစ်တပ်ဖြစ်ကျွန်တော်အဲ့လိုပဲပြောကြတယ်ပေါ့เนาะသူတို့စစ်တပ်ကပြန်ပြီးဆွဲထားတာဖြစ်တယ်အာဒါဒီလုံးဝလက်ခံလို့မရတဲ့ကိစ္စဒါပေမဲ့ကျွန်တော်တို့ကျင်းဆိုင်ကြုံတွေ့နေရတယ်ပေါ့နော်။အော်ဆိုတော့ဒီတကဘာလုံးကိုကျွန်တော်တို့အရင်အာနာသိန်းနဲ့ရလေတကဘာလုံးကြားအောင်တနိုင်ငံလုံးကဆန္ဒထွက်ပြရတယ်။တကဘာလေးဂီယုံဆိုင်ခေကိုမင်းအောင်လည်းရတယ်ဂီယုံဆိုင် ဒါပေမဲ့ကျွန်တော်တို့ဒီအတန်တွေဒီရက်သွားလို့မရအောင်ဆိုတော့ဒီအမေစုရဲ့80ပြည့်ကမ်ပိန်းမှာကျွန်တော်တို့ဒီလေကျွန်တော်တို့ယုံကြည်ချက်ကိုဆုံးနေပြီရှောက်ဖို့အတွက်လမ်းပေါ်လေထွက်ရထွက်ရမယ်ဒိုင်းပေါ်မှာလည်းတင်တင်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ကတော့အားပေးဒါလုံးတင်တဲ့ကိစ္စဖြစ်နေဂုံလဲဂုံပြရမယ်ပြီးတော့လူငယ်အတူယူဖို့လိုတယ်ဒီလိုမျိုးကောင်းဆောင်တယ်လीနော်ဒီပြောရင်တော့အများကြီးဖြစ်မယ်ဗျာဒါပေမဲ့လူလူအနေနဲ့ပဲပြောမယ်ဆိုရင်ဂုံယူဖို့လိုတယ်ပြီးတော့မေစုလွတ်မြောက်ဖို့ရောနိုင်ငံရေးအကျဉ်းသားတွေရောတနိုင်ငံလုံးလွတ်မြောက်ဖို့ကျွန်တော်တို့ မတိမချင်းပေါ့နော်ဒါမှမနိုင်မချင်းတိုက်ပွဲဝင်သွားမယ်ကျွန်တော်ကိုယ်တိုင်လည်းမေစုရဲ့80ပြည့်မွေးနေ့ပြောကျွန်တော်ကီလိုမီတာ80စပိန်ထဲမှာဖြစ်ပါတယ်ဟုတ်ပါပြီကောင်းကောင်းကြီးအဲ့တော့ဒီလိုအနေထားမျိုးတွေရှိတယ်ပေါ့အစောစောကဒါကောင်းကောင်းပြောတဲ့ခါကျတော့အမလည်းသွားပြီးတော့တတိရတယ်ဆိုတော့အမေစုချောင်းလဲလို့ရတဲ့အရာတွေရှိတယ်ဆိုတဲ့ကိစ္စပါအဲ့တော့ဆိုလိုတာကစက်တက်နဲ့အပေးယူလုပ်လိုက်တာမျိုးတို့ဟာလားဟိုမြောက်လိုက်နဲ့အပေးယူလုပ်လိုက်တာမျိုးတို့ပေါ့နော်သူလုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ သူ့ဘက်ကအမှန်တရားလို့သတ်မှတ်ထားတဲ့ဟာမလုတ်တဲ့မလုတ်ထိုက်ဘူးလို့သတ်မှတ်ထားတဲ့အရာတစ်ခုအတွက်ကို तू ကရဲရဲကြီးပဲယဉ်ဆိုင်လိုက်တယ်ဟုတ်တယ်မင်းငါ့ကိုဖမ်းရင်ဖမ်းချုပ်ရင်ချုပ်ဒါကမင်းဒါမင်းကိစ္စပေါ့နော်မင်းကိစ္စမင်းမင်းလုတ်တဲ့အပိုင်းငါနဲ့မဆိုင်ဘူးငါကတော့ဒီ principle ငါသတ်မှတ်ထားတဲ့ principle ကနေနည်းနည်းလေးမှခွာလို့မရဘူးဆိုတဲ့ပုံစံမျိုးနဲ့သူအားလုံးရရှိမှာပေါ့နော်မမမမကိုယုံကြည်ရာကိုပေါ့နော်ကိုဆက်လက်ပြီးတော့ဆွဲကြိုင်မှုအတွက်နမူနာ example တစ်ခုအနေနဲ့ ဖြစ်သွားခဲ့သလားပေါ့ဒီဒါနဲ့ပတ်သက်လို့ရှိရင်တော့အော်ကောင်းကောင်းဘယ်လိုယူဆတယ်လဲပေါ့နော်အခုဒီနေ့ငွေဦးတော်နိုင်ရေးဟာအမေစုရဲ့စိတ်ဓာတ်နဲ့များတစုံတရာသွားပြီးတော့ပတ်သက်နေမလားပေါ့ကောင်းကောင်းရဲ့အမြင်လေးပြောပြပေးပါလားအေးဒီနွေဥတော်လည်းကကျွန်တော်တို့မျက်စိပွင့်နားပွင့်ဖြစ်ခဲ့တာပေါ့နော်ဒါကဘသူကြောင့်လဲဆိုရင်တော့ဒီအမေစုရဲ့လုံဆောင်ချက်တွေအများကြီးရှိတယ်ပေါ့နော်ဒီမစ္စတာရှောက်တာနဲ့ရေးထားတဲ့ဒီ ရွှေရွှေရောင်စီမံကိန်းများရွှေရောင်စီမံကိန်းများစာအုပ်ပေါ့နော်အဲဒီဟိုဟာဆိုလို့ရှင်ကျွန်တော်နမိတော့မှားပါမလို့ဟုတ်တယ်ရွှေရောင်စီမံကိန်းများဆိုတော့ဒီစာအုပ်မှာဆိုရင်လည်းဒီအမေစုကညီညာရေးနဲ့သူဒီနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုအလွန်အားစိုက်ခဲ့တယ်အလွန်အပြင်းပန်းခံခဲ့အဲဒါကျွန်တော်တွေ့ရပြီကျွန်တော်ရိုက်ကူးရေးလုပ်ခဲ့တဲ့အချိန်မှာလည်းအဲကျွန်တော်တို့ကဒီ personal အနေနဲ့ပေါ့နော်ဒီ company ကငားလို့ရှိရင်လူကြီးလမ်းကြောင်းလေကျွန်တော်ရိုက်ကူးရေးလုပ်ခဲ့တာဆိုတော့အမေစုနဲ့ကျွန်တော်အပြင်မှာ၅ခေါက်လောက်တွေ့ဘူးလေ ဆိုတဲ့အချိန်မှာဒီသူ့အသက်အရွယ်နဲ့သူ့ရဲ့တက်ကြွနေတဲ့စိတ်တွေသူ့ရဲ့တက်ကြွနေတဲ့ခြေလှမ်းတွေကျွန်တော်တို့အများကြီးအားဖြစ်တယ်ပေါ့နော်။အော်အဲ့အချိန်တော့ငါတို့နိုင်ငံတော့ဒီတစ်ခါတော့တကယ်ကောင်းစားပြီဆိုတဲ့ဟာမျိုးမျှော်လင့်ချက်ကအပြည့်အဝရှိတယ်ပေါ့နော်။အခုအချိန်ကြီးလည်းအမျှော်လင့်ချက်ကမပြတ်သွားဘူး။ကျွန်တော်တို့တော်နေဦးတော်လည်းပြီးရတဲ့ငါးနှစ်အတွင်းပဲကျွန်တော်တို့တိုင်းပြည်ကလုံးဝပြန်လည်ဥမုံဥမော့လာမယ်လို့ယုံကြည်တယ်။အဲဆိုတော့ဒီအမေစုလိုချင်ခဲ့တဲ့ငញ្ញိုင်းစသဖြင့်ပေါ့နော်။ ကျွန်တော်လက်လက်ကင်တိုက်ပွဲဝင်နေရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီငင်းကြမ်းရေးအတွက်အနေနဲ့ကျွန်တော်ခေါင်းထဲမှာရှိတယ်ကျွန်တော်တို့ဒီလက်လက်ကင်ပြီးမဲ့အချမ်းဖတ်လုံးဝမဟုတ်ဘူးကျွန်တော်တို့ကဒီတကယ်ပြောရရင်တော့ဗျာကျွန်တော်လက်လက်ကင်နေဆိုတော့ကိုယ့်အသက်ကိုယ်တော့မှဒီမစင်းသားပဲနဲ့ကျွန်တော်တို့ကတိုက်ပွဲဝင်နေရဘာအတွက်လဲဆိုရင်ကျွန်တော်လူ့အခွင့်အရေးအတွက်ဒီနော်အခြေခံလူ့အခွင့်အရေးမှာလွတ်လပ်ခြင်းတရားမျှတခြင်းတန်လို့ညီညာခြင်းတွေပါတယ်ဒါတွေမရလို့တောင်းဆိုတယ် အဲ့ဒါကိုဖိနှိပ်လို့ကျွန်တော်ကတော်လှန်တာဖြစ်နေပေါ့နော်ဆိုတော့ကျွန်တော်ဒီအကြံဖတ်မဟုတ်ဘူးမေဆုလိုချင်တဲ့အနာဂတ်နိုင်ငံတော့သူလိုချင်တဲ့သူမျှော်မှန်းတဲ့ဒီအနာဂတ်နဲ့ပတ်သက်တဲ့မျိုးတုတ်တက်ရည်မြင်ကျင်တဲ့နိုင်ငံတော့ကျွန်တော်ဖြစ်အောင်လို့ဆက်သွားဖို့အတွက်ကျွန်တော်ရည်ရွယ်ထားတယ်အဲ့ဒီအတွက်ကြောင့်လေကျွန်တော်လက်ရှိအချိန်ကြီးတော်လိုင်းမှာရှိနေတာဖြစ်ပါတယ်ဟုတ်ပါပြီကောင်းကောင်းကြီးအဲ့တော့အမနောက်ဆုံးမေးချင်တာကတော့ဒါစောစောကမိတ်ဆက်မှာလည်းပါပါတယ်အခုတချို့ အကောင်းကောင်းဖြေသွားတဲ့အထဲထဲမှာလည်းတချို့အပိုင်းလေးတွေပါသွားတာတော့ရှိပါတယ်ဒါပေမဲ့ဒီတွန်လိုင်းရင်းနဲ့ပတ်သက်တဲ့ကောင်းကောင်းရဲ့ဖြစ်တည်မှုပေါ့ကောင်းကောင်းရဲ့အမြင်ပေါ့နော်ဒီနေ့တွင်တွန်လိုင်းရင်းနဲ့ပတ်သက်တဲ့အဲ့ပြီးတော့ပြီးတော့အနာဂတ်အတွက်မျှော်မှန်းချက်ပေါ့နော်အဲ့ဒါလေးတွေနဲ့အမတို့ဟိုညီကုန်းချုပ်ချင်ပါတယ်အဲ့တော့အဲ့ဒါလေးကိုကောင်းကောင်းအမအောင်နည်းနည်းဖြေပေးပါအောင်လက်ရှိတွန်လိုင်းရင်းနဲ့ပတ်သက်တဲ့အဲ့ဒီအတွေးအပြင်ကတော့အများကြီးရှိတယ်ပေါ့နော်ဒီကျွန်တော်တွန်လိုင်းရင်းကကမ္ဘာနိုင်ငံရေးနဲ့လည်းဆက်ဆက်နေတာဆိုတော့ impact ကအရင်ကြီးပြီးတော့ ion site မှုရဖို့တခြားဟာတွေအများကြီးခက်ခဲတယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ပြည်သူတွေနဲ့သက်ဆိုင်တဲ့အရာပဲပြောရမယ်ဆိုရင်တော့ကျွန်တော်တို့တော်လန်ရေးဆိုတာကိုရွေးချယ်လို့ရတယ်ရွေးချယ်လို့ရတယ်တော်လန်ရေးလုပ်ရင်လည်းရမရမလုပ်ရင်လည်းရဒါပေမဲ့အစင်မပြေမှုတွေကရွေးချယ်လို့မရတော်လန်ရေးမလုပ်လို့ရတယ်အစင်မပြေတာရွေးချယ်လို့မရလက်ရှိမရောက်လာရဒီတော်လန်ရေးလုပ်တဲ့လူဖြစ်စီတော်လန်ရေးမလုပ်တဲ့သူဖြစ်စီအားလုံးကိုသူဆွဲခေါ်နေဆိုတော့ ကျွန်တော်တို့ရွေးချယ်လို့မရတဲ့အပိုင်းကိုတော့ကျွန်တော်တို့စဉ်းစားရမယ်ငါတို့လက်မခံဘူးဆိုရင်တော့ဘလို့ညှင်းဆန်ကြအောင်ပေါ့နော်လက်ရှိတော်လိုင်းကိုအနှစ်ချုပ်ပြောရလို့ရှိရင်တော့ဒီလိုပဲကျွန်တော်နေနေနေတော်လိုင်းလှုပ်ချင်းမလှုပ်ချင်းအကိုရွေးချယ်မှုဒါပေမဲ့မင်းအောင်လိုင်းလှုပ်နေလှုပ်ရတဲ့တရတော့ဘယ်သူမှရွေးချယ်လို့မရဘူးဒါကဒီကပေါ့နော်ဟိုအတူတူပြောလိုက်တာ point ဒီအနာဂတ်နိုင်ငံတော်လည်းပတ်သက်ရင်တော့ကျွန်တော်လူငယ်ကျွန်တော်ကတော့လည်းလူလက်တန်းပဲဝင်သွားပြီပေါ့နော်ကျွန်တော် ဒီလူငယ်ရေးအခြေအနေကြည့်လို့ရှိရင်ကျွန်တော်မြေပြင်မှာရှေ့တန်းမှာကျွန်တော်ဒီခြေထောက်နဲ့ရှေ့တန်းညီပတ်သွားတယ်ရောက်တယ်တိုက်ပွဲလေးကျုံခဲ့ဆိုတော့ဒီပုံမှန်ဂိမ်းဆောင်နေကြကလေးကြီးလိုပဲဟိုများသွားပြင်ပြောကြတယ်ပေါ့နော်အဲရဲဘော်တွေကဒီတော်လိုင်း၄နှစ်တာကာလအတွင်းမှာအခက်အခဲတွေစိန်ခေါ်မှုများစွာကိုကြော့ပြတ်ခဲ့ရတယ်ဒီဒီစိတ်ရည်အားဖြင့်ရောဒီနှလုံးသားစိတ်ပိုင်းဆိုင်ရာအားဖြင့်ရောကျွန်တော်ဒီအရန်ကိုပြေဝရတဲ့ဒီတမူးတွေလူငယ်တွေဖြစ်လာ ဆိုတော့ဒီလူတွေရဲ့ခေါင်းဆောင်မှုတွေဒီစည်ရေးမှမဟုတ်နိုင်ငံရေးစီးပွားရေးစသဖြင့်ခန်းကဏ္ဍတွေမှာလည်းအများကြီးလားလာရှိတယ်တိုးတက်တဲ့လူတွေဖြစ်တယ်ဆိုတော့ဒီလူငယ်တွေတယောက်ချင်းစီရဲ့အသက်ကိုကျွန်တော်တန်ဖိုးထားဖို့လိုတယ်ဒီလူငယ်တွေဥဆောင်လို့ရှိရင်လည်းဒီနောက်တစ်ချိန်တိုင်းပြည်ကကျွန်တော်ကမ္ဘာအလေမှာခေါင်းမော့ရင်ကောလို့ရတဲ့အခြေအနေမျိုးဟုတ်ဖြစ်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်တယ်ပထမတစ်ချက်အနေနဲ့တော့ဒီတော့လဲအောင်သွားလို့ရှိရင်တကဘာလုံးကကျွန်တော်တို့အလေးပြုမှာကျင်းသေးတယ် ကျွန်တော်တို့မပြည့်စုံတဲ့ဂျာတွေကပဲကျွန်တော်တို့တော်လန်တာဒီချိန်နေဒီရောက်လာပြီအော် အော်ဝိုင်းပြီးပါပြီဆိုတော့ပြန်လဲထူထောင်ရေးချိန်နေမှာလေဒီလူငယ်တွေရဲ့အိမ်မက်ဒီချိန်မက်ချက်တွေရှိတယ်ဤသူတွေပေါ်ဘလို့ဆက်ဆံလဲဘလို့အလေးထားလဲသူတို့ဘာလို့ချင်လဲဆိုတော့ကျွန်တော်ကတော့များသောအားဖြင့်သိတယ်ဆိုတော့ဒီလူငယ်တွေပေါ်မှာကျွန်တော်မျှော်လင့်ချက်အရန်ကြီးမာတယ်ဒါပေမဲ့အဲသူတို့ရွေးချယ်ရမှာပဲပေါ့နော်ဆိုတော့ပြည်သူတွေကလည်းထိန်းချောင်းရမယ်သူတို့လည်းရွေးချယ်ရမယ်အားလုံးကြိုးစားရတယ်ဆိုတော့ကျွန်တော်တို့ဒီအနာဂတ်နိုင်ငံတော့က ထပ်ပါမယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့ဒီအရာအလုံးကအဆုံးသက်ဆိုတာပြီးရင်အစကနေပြန်စားအဲ့စတဲ့အစအရန်လှဆိုတော့အရန်လှတဲ့အချိန်ကိုတော့မြင်ချင်းပါသေးတယ်ပေါ့။နောက်ဆုံးမေးခွန်းလေးပါဒီနွေဦးတော်လိုင်းမြင်မယ်လို့ကောင်းကောင်းယုံကြည်လား။အဲကျွန်တော်ကတော့နှစ်ခုပဲရှိတယ်။ကျွန်တော်ကဒီ together we fight and they we win or we die ပေါ့နော်။ကျွန်တော်ဒီဟိုကျွန်တော်နိုင်နိုင်မနိုင်သေးတဲ့အထိကျွန်တော်တော့တိုင်ပါ နိုင်နိုင်မနိုင်နေကိစ္စကျွန်တော်ကိစ္စမဟုတ်ဘူးဒါပေမဲ့အသွေးလေးသားထဲမှာယုံကြည်မှုကတော့ဒီတော်လိုင်းရနိုင်ဟိုနိုင်ပါကျွန်တော်ရွေးချယ်လို့မရနိုင်ဟိုနိုင်ပါချင်းတည်ပါဖို့နိုင်ပါအဲ့ဒါတော့ကျွန်တော်ယုံပါ ုတ်ကဲ့ဒါကတော့ဒီခက်ဝင်ကိုထမ်းပြီးတော့ဒီခက်လန်းကိုခြောက်ခဲ့ရတဲ့ပေါ့နော်ကောင်းကောင်းရဲ့အပေါ်ပါဖြစ်တည်မှုနဲ့နိုင်ငံရေးအမြင်နောက်ဒီတော်လိုင်းရေးပေါ်မှာထားတဲ့သူ့ရဲ့သဘောထားပေါ့နော်ဒါတွေနဲ့အတူဒါမကြခင်မှာအသက်80ပြည့်တော်မှဖြစ်တဲ့လူလူခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့အပေါ်ပေါ့နော်မွေးနေ့အပေါ်မှာဒီကောင်းကောင်းရဲ့လှုပ်ရှားမှုဒါလေးတွေအကြောင်းကိုကျွန်တော်တို့တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်မဆုံမနဲ့ဇွဲနဲ့ပေါ့နော်အခုချိန်ထိတော်လိုင်းရေးနဲ့အတူရှိနေတဲ့ကောင်းကောင်းကိုလည်းအထူးကျေးဇူးတင်ပါတယ်ပြည်သူတွေကလည်း ကောင်းကောင်းရဲ့စိတ်တက်ကိုလေးစားဂုဏ်ယူကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကောင်းကောင်းဆန္ဒတွေပြေဝပါစေလို့အမဆုတောင်းပေးပါတယ်နော်။ကျမညီမညီအေးပါရှင်။